ားလုံးပဲမင်္ဂလာပါရှင်ဂျွန်ကိုအန်ရဲ့ YouTube Channel မှာနေမိဘပြည်သူများအားလုံးကိုပြန်လည်ဝေးကြိုဆိုပါရစေ ဒါလေးကတော့ကျမတို့ဒီပန်းတော်ဝင်ဆိုတဲ့မိမျိုးကအစားတော့ဆိုင်နဲ့ပြုတ်ဥယျာဉ်နဲ့လက်ဆောင်ပစ္စည်းနဲ့ပန်းဆိုင်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ဒီပန်းဆိုင်မှာဆိုလို့ရှိရင်တော့ကျမတို့မိမျိုးရဲ့အငွေ့အသက်တွေကိုညားစွာမြင်ရမှာပဲဖြစ်ပါတယ်။ဆိုင်ရဲ့အဝင်ဝါလေးမှာဆိုလို့ရှိရင်လဲဆွဲဆောင်ထားတာကတော့ကျမတို့ရဲ့စက်ကြာပုံစံလေးကိုမှနေကြာပန်းပင်လေးတွေနဲ့ဆွဲဆောင်ထားတာပဲဖြစ်ပါတယ်။ကျမတို့မိမျိုးကိုရောက်ရှိကြတဲ့သူတိုင်းကတော့ဒီလက်ဆောင်ပစ္စည်းဆိုင်လေးကိုမဝင်ဘဲနဲ့လုံးဝပြန်သွားလို့မရ တဲ့အနေအထားမှာတော့အရန်ကိုဆွဲဆောင်နေပါတယ်။လှပတဲ့ပန်းပန်တွေကိုလည်းပဲတကယ်ကိုပြုစုပြိုးထောင်ပြီးတော့မှအဲလက်ဆောင်ပစ္စည်းတွေကိုပေးမယ်ဆိုလို့ရှိရင်လည်းပဲပန်းလေးတွေကိုပြိုးထားပြီးတော့မှပန်းအစ်စ်တွေပန်းချောက်တွေကိုရောင်းချပေးနေတာပဲဖြစ်ပါတယ်။ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းပဲအဲတကယ်ကိုပဲเนาะဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်လှပတဲ့နေရာလေးရှိနေပြန်ပါလေ။ထဲမှာဆိုလို့ရှိရင်လည်းပဲ အာကလေးတွေပေါ့နော်အကြိုက်ကတော့အယုတ်လေးတွေများစွာအထဲမှာပစ္စည်းကွေးကွေးလေးတွေတကယ်ကိုချစ်စရာလေးတွေရမ်းကိုပေါ့နော်တကယ်ကိုတဲရစရာအယုတ်ကလေးတွေကတော့အများကြီးပဲရှင့်လက်ဆောင်ပစ္စည်းပေးလို့ကောင်းမဲ့နေရာလှလှလေးတစ်ခုပဲဖြစ်ပါတယ် ကျမတို့ရဲ့အကြိုက်ကိုဖန်ဆားထားတာကတော့အိမ်သေးသေးလေးပဲဖြစ်ပါတယ်။အိမ်သေးသေးလေးကတော့တကယ်ကိုနော်ဟိုတကယ်ဆိုရင်အခုဆိုလို့ရှိရင်ဒီလိုအိမ်မျိုးလေးတွေနဲ့စောက်ပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်ရာသီဥတုတန်နော်ရန်သူမျိုးငါးပါးရဲ့တန်မှလည်းကြီးဝေးနိုင်တယ်ဆိုတော့နော်အိမ်သေးသေးလေးအဲ့ပုံစံမျိုးလေးကတော့လုံးဝချစ်စရာလေးနော်တပတ်မှဆိုလို့ရှိရင်လည်းပဲသူကလက်ဆောင်ပစ္စည်းတွေ fancy ပစ္စည်းတွေ power တွေနောက်တစ်ခါကျတော့အဲ ို fancy ဆိုတာကကျမတို့နှဆွဲတွေလက်စွပ်တွေအဲအဲ့လိုမျိုးလေးတွေလည်းပဲအများကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဈေးလေးတွေကလည်းပဲနှုံထားတင့်တင့်နဲ့အတွဲဝယ်သူတွေအားလုံးကလည်းပဲစိတ်တိုင်းကြဂျင်းနဲ့မှာအသေးချပါပဲရှင်။နောက်ထပ်တစ်ခုကတော့ကျမတို့ကဒီဘဲဘန်းတော်ဝင်มาဆိုလို့ရှိရင်တကယ်တစ်ပင်တစ်ပင် အစစ်တွေကိုကျမတို့ဘွန်ဆိုင်ဆိုပြီးတော့မှပုံစံလူလေးတွေလှုပ်ပြီးတော့မှပန်းအိုသေးသေးလေးတွေနဲ့လည်းပဲလက်ဆောင်ပစ္စည်းပေးဖို့အတွက်ဖန်တီးပြီးတော့မှပြုစုပြောထောင်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့တကယ်ကိုအရန်ကိုပဲပေါ့နော်တံမိုးမပြတ်နိုင်တဲ့ န်းတွေကိုနှစ်ပေါင်းများစွာဘွန်ဆိုင်တပင်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်နှစ်ပေါင်းများစွာစောင့်မှပဲဘွန်ဆိုင်တပင်ကအခုလိုမျိုးကြီးတဲ့အဆင့်ကိုရောက်ရှိတာပဲဖြစ်ပါတယ်ဘွန်ဆိုင်အပင်ကိုချစ်နှစ်သက်တဲ့သူတွေကတော့ဒီမှာလာပြီးတော့ဘွန်ဆိုင်ပင်လေးတွေကိုဝယ်ကြတာတော့မြင်ရပါတယ်နောက်တစ်ခါကျတော့တစ်ခွပန်းမင်းတွေဆိုလည်းအရန်ကိုပဲဒါပဲလှပ်ပါတယ်ပေါ့နော်ဒီဘက်ကတော့ပန်းအိုးလေးတွေကိုပြိုးထားတဲ့ပန်းအိုးလေးတွေကိုမြင်ရမှာပဲဖြစ်ပါတယ် နောက်တစ်ခုကကြတော့ကျမတို့တွေဒီပန်းမင်ဆိုင်ကိုရောက်ရှိနေတယ်ဆိုတာကလည်းပဲကျမတို့မှာကျမတို့ရဲ့အတတားရဲ့ပေါ့နော်တတားလေးကျမတတားလေးရဲ့အဘေးပေါ့နော်အဘေးရဲ့အုပ်ကိုသွားရောက်ပြီးတော့မှကြော့ဖို့အတွက်ပန်းမင်လေးတွေကိုလာရောက်ဝယ်ယူရင်းနဲ့ဒီပန်းဆိုင်လေးကိုအမတ်တရားအနေနဲ့ရိုက်ကူးတင်ဆက်ပြသပေးလိုက်ရပါတယ်လှပတဲ့အငွေသက်တွေနဲ့လှပတဲ့ပန်းမန်တွေကို တစုတဝေးတဲ့မြင်တွေ့ဖို့အတွက်ဆိုလို့ရှိရင်တော့မိမျိုးကိုတွားရောက်ပြီးတော့မှလက်ပတ်တဲ့အခါမှာကျမတို့ရဲ့တဘာဝရဲ့အငွေသက်တွေတဘာဝရဲ့ရနံ့တွေတဘာဝကပေးတဲ့လက်ဆောင်တွေကိုအများကြီးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ပန်းမင်နေတစ်ပင်ပန်းမန်နေဆိုတာကျမတို့လူသားတွေအတွက်အင်မတန်မှအကျိုးပြုတဲ့အတွက်ကြောင့်မလို့ကျမတို့ကတော့ဒီပန်းမင်တွေကိုမြင်ရပြီးတော့ပန်းတွေကထွက်တဲ့ရနံ့တွေကိုရှူရှရတာနဲ့ပဲ အားအင်းနေအပြည့်ဖြစ်နေပါတော့တယ်ရှင်။ဒါကြောင့်မလို့လည်းပဲကြီးစုတဲ့မိဘပြည်သူတွေအားလုံးကလည်းပဲနောက်များအခါမှာအခွင့်အခါတင့်ခဲ့ရင်တော့မိမျိုးကိုတစ်ခါတစ်ခေါက်တော့သွားရောက်ပြီးတော့မှအလဲသွားဖို့ကျမကတော့အဲအားလုံးကိုတိုက်တွန်းအပ်ပါတယ်။အခုလိုချိန်ခါမျိုးမှာတော့ဒီ YouTube တွေကိုကျမတို့ကတင်ဆက်ရတယ်ဆိုတာကလည်းကျမတို့တွေရဲ့အဘေးကိုအုတ်ကိုကိုသွားရောက်ပြီးတော့ကြော့တဲ့အခါမှာကိုသွားတဲ့နေရာလေးတွေမှာလည်းအမှတ်တရလေးတွေဖြစ်အောင်ရိုက်ကူးတင်ဆက်ပေးခြင်းဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်လေးကိုကြည့်တဲ့အခါမှာလည်းပဲမေတ္တာတရားချစ်ခြင်းများစွာဖြင့်ကြည့်ရှုပေးကြကြဖို့လည်းမျှော်လင့်ရပါတယ်။မေမျိုးကပန်းတော်ဝင်လက်ဆောင်ပစ္စည်းနဲ့ပန်းဆိုင်လေးကိုကျမတို့ရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်။